ကမခါးတဲ့နဲ့အရသာရှိတဲ့ဇဟင်းငါးသီးကြော်နီးလေးကိုရှိုက်ကူးမှဖြစ်ပါလေရှင်ဇဟင်းငါသီးကြော်စားမလို့ရှင်အဲ့ဒီအတွက်ဇဟင်းငါသီး2000တုံးပါမယ်ပြီးတော့ပစံ6အနေငယ်ကိုရင်းလေးစိန်ထားပါတယ်ရှင်ဇဟင်းငါသီးကိုခွဲပြီးတော့စိတ်ထုတ်ပါမယ်ရှင် လေးကတော့ဒီအစီလေးတွေကိုဖယ်ထုတ်လိုက်ပါမယ်အစီထုတ်ပြီးတော့ရင်ဇဟင်းငါးသီးလေးတွေကိုပပလှိပါမယ်ရှင်ဆိုရင်ဇဟင်းငါးသီးတွေလှိပြီးသွားပါပြီရှင်ဇဟင်းငါးသီးတွေကိုကျွန်မအခါတဲ့နည်းနည်းယောက်အောင်လို့စားနဲ့နေပြီးတော့ဈေးပါမယ်ရှင် ို့စားနဲ့နေစေးတာနောင်းသွားပြီဆိုလို့ရှိရင်ရေထည့်ပြီးတော့ဒီစားရည်လေးအတိုင်းချက်ချင်းဆေးမပြစ်ပင်နဲ့ခဏစိန်ထားပါမယ်ရှင်အဲ့ဒီအချိန်မှာချက်ချင်းငါးတိကျော်ဖို့အတွက်မြေုပ်တိထောင်းပါမယ်ရှင် ီးနီးလောက်ဆိုရင်ရပါသည်စားရည်လေးခဏစိန်ထားပါမယ်ရှင်မြို့တိစီတက်ဖို့ကျွန်မစက်သွုံပြူတဦးရဲ့စက်သွုံနီး၅ဦးနဲ့ဂျင်းအနေငယ်သုံးပါမယ်ရှင်ထားကျွန်မမြို့တိထောင်းလို့လွှဲအောင်လို့ပါပါပြီးပြီးတော့မြို့စုံနဲ့ကိုထည့်ထောင်းပါမယ်ရှင်ရောင်တင်မုံထည့်ပါမယ်လောက်ဆိုရပါပြီရှင်ဒါကိုကြည်ညာအောင်ထောင်းပါမယ်ရှင် မြို့တီထောင်းထားတာတွေမြင်လို့ရှိရင်မြို့ဆောင်တွေကဖယ်ထုတ်ထားလာမှာရှင်ရုပ်ဆောင်ကိုမဆေးတော့ဘဲနဲ့အစွန်ချောင်းရင်းနှွေးစိန်ထားတာကိုရေစစ်ပြီးတော့ထည့်ထောင်းပါမယ်။ ါးလေးကိုထည့်ထောင်းပါမယ်ရှင်ရေစစ်ပြီးတော့မကပစွန်ချောက်ကိုတော့အရင်အညက်ကြီးမထောင်းပါအောင်ရှင်ပစွန်ချောက်ဖက်ပေးလဲကိုက်မိအောင်ဒီလိုအနေထားပဲထောင်းပါမယ်အားလုံးထောင်းပြီးတော့ရင်စားရစင်ထားတဲ့ကြဟင်းမာပြီးကိုရေစင်စင်ဆေးပြပါမယ်ရှင်

ူတီစီပတ်တဲ့အထည်လေးကိုနင်းနင်းဟောင်းအကြတာမှုဉာဏ်ကြရည်လို့တခါလေးထည့်ပြီးစီပတ်ပါမယ်ရှင်ဉာဏ်ကြရည်နင်းနင်းထည့်ပါမယ် ဟာကအရသာလေးပြင်အောင်လို့ညင်ငပီစိမ့်သားညင်ငပီအနည်းငယ်ထည့်ပြီးစီတက်ပါမယ်ရှင်။ မြေကြီးစီတက်တာတွေနှိမ့်လာပြီဆိုလို့ရှိရင်အစံတော့ထောင်းထားတာတွေဖြစ်ပါမယ်ရှင်စီတက်တဲ့အခါမှာဒီချောင်းဒီစိမ်းနဲ့ပြောက်အောင်လို့မှုန်းလောင်းလို့ဖြစ်ရပါမယ်ရှင် ဒီမိသားလေးရောက်ပြီးပစုံချောက်ကလည်းငန်းပြောက်ပြီးတော့ဆူတက်တဲ့အနံ့ကိုဟိုးလာလို့ဆိုလို့ရှိရင်စဟင်းလာပြီးပြေးတော်မှာရှင် ်ကျင်းရပြီးနဲ့အမှုကိုတမတော်အောင်လို့ဒီခါလေးလုံးပေးပါမယ်ဒီမှာဒီလေးလေးအနှံ့နဲ့နှံ့သွားပြီ။ဒီလေးပြန်လာပြီဆိုရင်ဒီစာမင်းနဲ့ပြန်တော့ရနေနေလိုက်ပါမယ်ရှင်။ င်မေးကအရင်အများကြီးနဲ့ထည့်ပါအောင်နော်။နည်းနည်းလေးထည့်ပါမယ်။ကျောင်းလာပြီ။ခင်မေးကမြတ်တက်ကလေးခင်မေးထည့်ပြီးရင်ခဏဖုံးအုပ်ပြီးတော့ဆွဲထားပါမယ်ရှင်။ ထားရမှာပုံပုံနဲ့ပြန်ပြီးပါမယ်ရှင်ဒီလိုတောင်းဆန်းအောင်ကြတော့လို့ရှင်လေအဲ့ငါကအပေါင်းနဲ့ဒီရောဖြစ်တယ်ကျွန်မညာဒီလေစက်ပြီးဆိုလို့ရှင်အဲ့ထားလို့ရပါပြီရှင်ဟုတ်ကဲ့အမေခါ ဒီလဲပြန်လာပြီးခဏညာပြီးလဲဆူဆူဥဥလေးဖြစ်နေတဲ့အနေအထားမှာပြောချပါမယ်ရှင်။အဆုံးဖြစ်ဖြစ်ရဲ့အတွက်ပြောချင်ပါတယ်။